ရန်ကုန်စမ်းကြောင်းမြို့နယ်မှာမိစက်နှော်ပြီးအရာခွန်ဖြင့်အရာမှမိသားစုလိုက်တိုက်စုံမှုဖြစ်ပေါ်ရဆိုတဲ့တဲ့င်းပဲဖြစ်ပါတယ်။ယနေ့မေလတရက်နေ့စမ်းကြောင်းမြို့နယ်ရွှေလောင်းလန့်တွင်မိစက်မိကိုရှူဆိုင်မိသည့်ဟူယူဆရသောကြားနှူးမနှူးဘော်ဒီလေးလောင်းနှင့်ခွေးတကောင်အားတိုက်စုံလျက်တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ကာဗွန်မွန်အောင်ဆိုင်အစိတ်အသင့်ချင်းကြောင့်ဆုံးပါသွားရတယ်လို့ယူဆကြပြီး ပဝင်းကျန်မှာအပုံနှံရ၍အခန်းဖွင့်ကြည့်ရမှာတိတ်ဆုံးလျက်ရှိဒီကိုတွေ့ရှိရတာပဲဖြစ်ပါတယ်ထိုလန်းနေနေပြီးတို့တူမှရေးသားထားသော post ပဲဖြစ်ပါတယ်။ဒီစနေတက်စီမီဆက်တွေဟာစီကိုလောင်ကျွမ်းမှုရဲ့ဘေးထွက်ဆိုးကျိုးအဖြစ်ကာဗွန်မိုနောက်ဆိုက်တံခွင့်ကိုထုတ်လွှင့်ပါတယ်။ဒါကြောင့်မလို့မီဆက်တွေကိုအလွန်ပိတ်အခန်းတွင်အသုံးမပြုကြရင်တတိပြုစီလိုပါတယ်။ နောက်ထပ်ဆက်စားစရာအကြောင်းလေးတင်ဆက်ပေးသားမှာမော Channel လေးကို Like and Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်